ကဲပြောထားမယ်နော်ဘယ်ဖူးဘလော့ကာမှမရိုက်ဘူးသေးတယ်ကမွန်းချင်ရွက်နဲ့စက်တာတလာပေါ့ကိုအနံ့လည်းမွေးပြီးစားဘူးသူတိုင်းနောက်ထပ်တစ်ကြိမ်ပြန်စားချင်လောက်အောင်ချက်ရအရန်ကမှလွယ်ကူရိုးရှင်းပြီးကမွန်းချင်ရွက်နဲ့စက်တာတလာပေါ့လေဒီနေ့လာမြောက်ပေးပါမယ် ကပ်ပါတော့အိမ်ညအသားနဲ့အရသာဝင်အောင်စနွင်းထဲမယ်စားလေးအနေတော်ထဲအချိုမုံလေးအတင်တင်လောက်ထဲတမအောင်နေပြီးဆိုရင်တော့မိနစ်30လောက်နှက်ထားပေးပါတလာပေါ်ချက်ဖို့အတွက်မချက်ခင်ဆန်ဦးရေကျိုးစိန်ထားပေးပါရေတက်စင်အောင်စီးပြီးဆိုလို့ရှိရင်တော့ငုပ်ဆောင်လေးထဲမှာညက်နေအောင်ထောင်းလာပေးပါညက်နေအောင်ထောင်းလာတဲ့ဆန်လေးတွေကိုရေနဲ့တခါတည်းအရေးဖြော်ပြီးတော့ဘေးမှာခဏလေးထားထားပေးပါ ရေအများကြီးထည့်ပေးစရာမလိုပါဘူးချက်မဲ့အိုးတွေထဲစီလေးအတင်းတင်းထဲထောင်းထားတဲ့ကျွတ်သွမှုကျွတ်သွနီလေးအနံ့လေးမွေးလာပြီဆိုရင်တော့ငုပ်သည့်အစိမ့်မုတ်လေးအနေတော်လောက်ပဲထည့်တခါတည်းပါပဲအရသာနေထားတဲ့ကြက်သားလေးတွေကိုထည့်အသားလေးတင်းပြီးအနံ့လေးမွေးသွားအောင်လို့အဖုံးလေးခဏလောက်အုပ်ပြီးသွားလို့ရှိရင်တော့နောက်ထပ်ကျွန်တော်တို့ဇပင်းလေးအနေတော်လောက်ထပ်ထည့်ကြက်သားလေးလည်းတင်းလာပြီးအစီလေးလည်းအနေတော်လောက်ပြန်လာပြီဆိုလို့ရှိရင်တော့ပပွက်စုနေတဲ့ယူနီအူလေးထဲမှာစောနာကကျွန်တော်တို့ချက်ထားတဲ့ကြက်သားလေးတွေကိုထည့်လို့ရပါပြီ ဟင်းရဲ့အရသာကိုနောက်ထပ်အသားမုတ်လေးအနေတော်ထည့်တယ်ငပိရေကြိုလေးအတင်တင်လောက်ထည့်တယ်ဒီနေ့ချက်ထားတဲ့ကြက်သားလေးကတော့စီဖီကြက်ပေါင်လေးနဲ့ပဲရွေးပြီးချက်ထားပါတယ်အိမ်ကျက်နဲ့ချက်မယ်ဆိုလို့ရှိရင်တော့ပူပြီးအရသာရှိပါတယ်အဖုံလေးကိုလောင်အောင်ပေးဟင်းအိုးလေးနောက်ထပ်တစ်ခေါက်ပပပပြန်ပြီးတော့ဆူလာပြီးဆိုရင်ခြွေထားတဲ့ကမွန်းကျင်ရွက်လေးတွေထည့်လို့ရပါပြီကမွန်းကျင်ရွက်ခြွေတဲ့အခါမှာအကိုင်းလုံးဝမယူပါနဲ့ယူမယ်ဆိုလို့ရှိရင်လည်းနုတဲ့အကိုင်းကိုပဲရွေးပြီးတော့ယူပါအချင်းနဲ့အရသာလေးတွေထွက်လာအောင်လို့မီးလေးဖြည်းဖြည်းလေးနဲ့အဖုံးလေးလုံအောင်ပိတ်ပြီးနောက်ထပ်10မိနစ်လောက်ထပ်ချက်ပါမယ်။ ်တတ်မှတ်ထားတဲ့အချိန်လဲပြည့်ပြီးကြက်သားလေးတွေလည်းအနီတော်လေးနူးလာပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့နောက်ထပ်ဆန်ထောင်းထားတဲ့ဆန်ရည်လေးတွေထည့်လို့ရပါပြီဒီမှာသတိထားရမယ့်နေရာကြတော့ဆန်ရည်ကိုအနီတော်လောက်ပဲထည့်ပြီးပါများလို့ရှိရင်ဟင်းရည်ကပြက်ခဲပြီးတော့စားလို့မကောင်းပါဘူးဆန်ရည်ထည့်ပြီးပြီဆိုတဲ့ဟုတ်ကအဆက်မပြတ်မှုပြီးပါအားလုံးတသားတဲ့ဖြစ်သွားပြီဆိုမှအဖုံးကိုပိတ်နောက်ထပ်9မိနစ်လောက်ကျွန်တော်တို့ထပ်ချက်ပါမယ်အချိန်လေးလဲပြည့်သွားပြီဆိုရင်တော့ဒီဟင်းအိုးရဲ့အပေါ့ငယ်အရသာကိုမြည်လို့ရပါပြီလိုအပ်မယ်ဆိုလို့ရှိရင်တော့စာ ာလေးအနေတော့ထပ်ထည့်လို့ရပါတယ်ခင်ဗျာတလာပေါ့ရဲ့ဟင်းအီတွေကပြည့်နေလို့လည်းမရသလိုကျဲနေလို့လည်းမရပါဘူးเนาะသူ့အတူအနေတော့ပုံမှန်လေးမှစားလို့ကောင်းပါတယ်အခုလို့ကမွန်းချင်ရွက်နဲ့စက်သားတလာပေါ့ကိုမစားဘူးသေးဘူးဆိုလို့ရှိရင်เนาะလိုက်ပြီးချက်စားကြည့်စီချင်ပါတယ်စားဘူးတဲ့သူရှင်နဲ့ comment အောက်မှာရေးချသွားလို့ရပါတယ်ခင်ဗျာဒီနေ့တော့ကျွန်တော်ဇွန်နဲ့ဆွဲပါမယ်เนาะအရသာတွေပို့ပြီးထိမိတော့ khổ nha xa phải số xin thì đồ ở gì xuất xuê đi xa đó là mà xa lúc còn hô lúc xin ai ra làm gì xe con bị đồ ngập tít đó là lại để pollution sớm lên đó này là lại xả ra bộ กระบอกอีกหนึ่ง่ายง่ายเกินเลยแกง่ายไม่พก ပေးလာတယ်ပဲပြနေတယ်တို့ကောင်းပါတော့ตาป้อสุดเลยမျိုးอ่ะအခုလိုအရေးလေးတောက်ပြီးတော့ထမင်းနဲ့စားတာဘောဝါကိုအဆင်ပြေတဲ့အင်တာဗျူးပေါ့เนาะ ကဲဒီနေ့ဗီဒီယိုမှာတော့ဒီလောက်ပါပဲဗီဒီယိုလေးကိုသဘောကျလို့ဆိုရင်တော့ like နဲ့ share လေးလုပ်တော်ပြပါဦးเนาะနောက်ထပ်ဗီဒီယိုတင်မှာထပ်ပြီးတော့တွေ့ပါမယ် bye bye